ားလုံးပဲမင်္ဂလာပါကျွန်မကလင်းရံကဆရာမတင်စာဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမလေးကတော်လန်ရေးထဲမှာအများအတိုင်းအင်တိုက်အားတိုင်းပေါင်းပြီးကူညီပေးနေကြတယ်တော်လန်ပြည်သူတွေအတွက်သတင်းကောင်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ဒီသတင်းကောင်းလေးကိုတော့တချို့လည်းသိရှိပြီးသားဖြစ်မှာပါအသိရသေးတဲ့သူတွေအတွက်ဆရာမလေးကထပ်ပြီးတော့မျှဝေပေးပြစေမြေဥပ္ပံ STB ဘဏ်ရဲ့အစုရှယ်ယာတွေကို ် NUG စီမံဖန်နာရေးဝန်ကြီးဌာနရဲ့အစီအစဉ်လေးနဲ့အတူတူ ICO Round 1 ICO Round 2ဆိုပြီးတော့တစ်ကြိမ်တိုင်တိုင်အောင်မြင်စွာရောင်းချပေးခဲ့တာအလုံးနဲ့သိရှိပြီးဖြစ်ပါတယ်။တော်လန်ပြည်သူတွေရဲ့အားတွေနဲ့ STV ဘန်တီထောင်ပြီးနှစ်နှစ်တာကာလအတွင်းမှာ USD ဒေါ်လာ25သန်းတန်ဖိုးရှိတဲ့အစုရှယ်ယာရောင်းချလို့ရတဲ့ငွေတွေနဲ့တစ်ဖက်တစ်လမ်းကနေပြီးတော့ New Dollar ရေးတဲ့ကိုတိတိယောက်ယောက်ပံ့ပိုးပေးနိုင်ခဲ့တာလေအားလုံးလည်းအသိပဲဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကိုရိုင်းပါဝင်ဝယ်ယူထားတဲ့ဒီ STB token လေးတွေကိုကမ္ဘာ exchange တစ်ခုပေါ်မှာစတင်ပြီးတော့မြင်တွေ့နေရပြီပဲဖြစ်ပါတယ်။ exchange ဆိုတာက crypto project token တွေကိုတစ်ကမ္ဘာလုံးမှာရှိရဲစိတ်ဝင်စားတဲ့ဘသူကမဆိုအရှောင်းအဝယ်ပြုလုပ်ပြီးတော့အလဲလဲပြုလုပ်နိုင်တဲ့နေရာလေးတစ်ခု platform လေးတစ်ခုလည်းဖြစ်ပါတယ်။အဲ့တော့ exchange ပေါ်ရောက်သွားပြီဆိုတာနဲ့ STB token တွေကိုမိမိစိတ်ကြိုက်ဝယ်ယူစုဆောင်းနိုင်မှာပဲဖြစ်ပါတယ်။ STB token တွေဝယ်ယူစုဆောင်းတဲ့သူများလေးလေ တိုကင်ရဲ့ပမာဏတန်ဖိုးကမြင့်တက်လေးလေးဖြစ်ပါတယ်။အဲ့လိုပဲတစ်ဖက်ကနေလည်းတိုကင်ရဲ့တန်ဖိုးမြင့်တက်လာလေးလေးရင်းသီးမြုပ်နှံမှုပမာဏတွေကပိုပိုပြီးတော့တိုးတက်လာလေးလေးဖြစ်ပါတယ်။တော်လန်ရေးအလို့နိုင်ငံရေးစီးပွားရေးပြန်လည်ဥမော့လာမယ်။နိုင်ငံတော်အသစ်မှာရှင်သန်ကြီးပြင်းလာကြမယ်။နောက်မျိုးဆက်သစ်တွေအတွက်တော်လန်ရေးအမွေအနေနဲ့တရားသောတရားအမွေလက်ဆင့်ကမ်းမှုရာ STB token တွေကိုရေရှည်စုဆောင်းထားဖို့အလွန်အရေးကြီးပါတယ်။ဒီတော့ STB token တွေကို exchange ပေါ်မှာအယောင်းဝယ်လုပ်ချင်ပေမဲ့အခက်အခဲဖြစ်နေသူတွေအကြောင်းမျိုးမျိုးကြောင့်လုပ်ဖို့အဆင်မပြေသူတွေအတွက် STB counter လေးဖွင့်လှစ်ထားရှိပေးပြီးဖြစ်ပါတယ်။ STB counter ကနေပြီးတော့လွယ်ကူချောမွေ့စွာနဲ့ STB token အယောင်းဝယ်တွေကိုပြုလုပ်ပေးနေတဲ့အတွက်ကြောင့်မလို့ STB counter ကိုဆက်သွယ်ပေးကြဖို့လည်းအသိပေးလိုပါတယ်။ ဒါကြောင့် LG အစိုးရရဲ့ဗန်နာရေးအရေးအကြီးတစ်ခုဖြစ်တဲ့ဒီ STV token HA list မှာအနာဂတ်နိုင်ငံတော်အတွက်ရောမိမိအတွက်ပါအကျိုးမြတ်တွေအများကြီးရရှိဖို့အတူတူရင်းနှီးမြှုပ်နှံပေးဖို့ပါဝင်ပေးကြဖို့ဆရာမလေးကဖိတ်ခေါ်လိုပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင့်။